ခုဒီလိုအခြေအနေဆိုးနဲ့တွေ့နေတဲ့အချိန်မှာဖုန်ဖုန်းတို့တွေဟာဒါကိုဘလို့နီးနဲ့ရင်ဆိုင်တုံ့ပြန်မလဲဘလို့အမြင်တွေဘလို့အတွေးတွေနဲ့ဘဝကိုဖျက်သန်းမလဲအမြင့်ဆုံးအမြင်ကို ပြောခြင်းတာအဲ့ဒါကဘာလဲဆိုတော့ဒုက္ခဘုံကြီးထဲမှာနေပြီးတော့ဒုက္ခကိုမတွေ့ခြင်းမူဆိုလို့မဖြစ်နိုင်ဟုတ်လားဖုန်ဖုန်းတို့တွေဟာဘယ်ထဲမှာနေတာတော့ဒုက္ခဘုံထဲမှာနေတာဒုက္ခဘုံထဲမှာနေတာမဟုတ်ဘူး အဲ့ဒါဒုက္ခကိုနဲ့နေတဲ့လူဟာဒုက္ခကိုတွေ့ကိုတွေ့မှာပဲအဲ့ဒါဒုက္ခမတွေ့ပြရစေနဲ့လို့စုမတောင်းနဲ့အဲ့ဒါဘယ်တော့မှမပြည့်ဘူးလို့မှတ်ထားလိုက်ပြည့်နိုင်တဲ့ဆိုတော့မဟုတ်ဒါနဲ့ဘယ်လိုလုပ်ရမှာတုံးဆိုတော့တွေ့လာတဲ့ဒုက္ခကိုရင်ဆိုင်နိုင်ဖို့ပဲကြိုးစားရပါမှတ်ထားနော်မှတ်ထားနော်ဒါကိုမှတ်ထားနော်ဒုက္ခမတွေ့ဖို့ရှုတောင်းရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာဟုတ်တယ်ဒုက္ခကလည်းဘယ်သူမှမျက်တတာမပေးဘူးသူ့ချော့လို့လည်းမရဘူးလက်ထိုးလို့လည်းမရဘူးတွေ့ပြီဆိုတွေ့မှာပဲ ဘုံလို့လှုပ်တာပေါ့အရာတွေ့ချင်ရတွေ့ကွာငါစိတ်ကိုမတုံမလို့အောင်လှုပ်မယ်ချမ်းသာအောင်လှုပ်မယ်ဒုက္ခတွေ့ဖို့ရမင်းတာရောတွေ့လာတဲ့ခါမှာမတုံမလို့အောင်လှုပ်ဖို့ကငါတာရောဆိုတဲ့သဘောမျိုးစိတ်ဓာတ်ကိုခိုင်းမအောင်ရှိဖို့လိုတယ်ဒေသနာတော်တွေဆိုတာအဲ့ဒါပဲဒုက္ခမတွေ့အောင်ဒုက္ခကိုရှောင်နေနီးပေးတာမဟုတ်ဘူးတွေ့နေတဲ့ဒုက္ခကိုရင်ဆိုင်နိုင်အောင်ဖြတ်သန်းနိုင်အောင်အစင်းပြေးပြေးကြော်လွှားသွားနိုင်အောင်ကြိုးစားတဲ့နေ့တွေကိုပေးတာအဲ့တော့ဘုံဘုံတို့ဟာ အခုဟာဒီဘဝထဲမှာနေရင်းနဲ့အစဉ်ပြေဖို့ပြောနေတာအခုပြောနေတာပြဇေဥဒုအားသာဆိုတဲ့အကြောင်းတရားတွေကိုကောင်းအောင် ပြင်နိုင်ရင်ချမ်းသာမှာပဲကောင်းအောင်မပြင်နိုင်ဘူးရှင်ဘာလို့မလို့ဆင်းရဲမှာနော်ပြည့်စုံပါလဲဆင်းရဲမယ်တန်လျာလဲဆင်းရဲမယ်ကောင်းအောင်ပြင်နိုင်လို့ရှင်ပြည့်စုံပါလဲချမ်းသာမယ်တန်လျာလဲဒုက္ခတိဘဝအစဉ်စဉ်မြင့်ပြီးတော့ဒုက္ခငြိမ်းနိုင်တယ်သို့တော့ဒီဘဝထဲမှာနေမယ်ဟဲ့ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးကအိုတဲ့တဲ့ခန္ဓာကိုယ်ကြီးအိုမှာဟုတ်လားနာတဲ့တဲ့ခန္ဓာကိုယ်ကြီးနာမှာ ူကခိုင်ခိုင်မာမာတိဆောက်ထားတာမဟုတ်ပြင်ဘက်ကနည်းနည်းလောက်အတိုက်ခိုက်လေးရှိတာနဲ့ပြောရရင်သူကပြော့တယ်ပေါ့နော်နည်းနည်းမှအထိမခံတဲ့အကောင်ပဲဒါကြောင့်မင်းဆိုတာဘယ်ဟာအကုန်ဘူးပမာမြေအိုးနဲ့တူရင်ခွက်အနေနဲ့ကိုဲသွားနိုင်ဒါသူ့ရဲ့တဘာဝပဲလေသူ့ကိုနားလဲထားဖို့လိုတယ်ပြီးရင်ဒီနေ့ဘာဖြစ်သွားမှာလဲပျက်စီးသွားမှာတေးသွားမှာရှားတာဖွေးတာတာတွေပေါင်းတင်ဆက်ဆံတာတွေအကုန်ထားခဲ့အရွယ်ရှိရှိမရှိရှိကြီးကြီးငယ်ငယ်မရွေးဘူးအချင်းကြရင်ဟောဟာလာပဲ အကြောင်းကုန်တဲ့တနေ့ရရတာပဲဘာမှမျက်နှာထောက်ထားတယ်ဆိုတာမရှိဘူးအဲ့တော့ပြောရင်တာကဒီထဲမှာနေနေတယ်ဘဝဖြစ်နေတယ်ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုဘုံဘုံတို့တွေကရှောင်လို့မရအဲ့တော့ဒီဒုက္ခတွေကိုဘုံဘုံတို့ကမတွေ့ကျင်ဘူးဖြစ်ဆိုရင်အကောင်းဆုံးနေလာပါတယ်ဒီဒုက္ခတွေရဲ့တရားဖြစ်တဲ့တနေ့ပြောရင်ဒုက္ခဖြစ်နေတဲ့ဒီဘဝကိုပဲမဖြစ်အောင်ခြုံငင်းအောင်လုပ်နိုင်ဖို့လိုတယ်အဲ့ဒီထိရောက်အောင်တွေးရမယ်သဘောပေါက်လားအကောင်းဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာနော် ဒုက္ခတွေ့လာပြီဩဒါကြီးကဒုက္ခပါလားဒီဒုက္ခချွတ်အောင်ငါလုံးမဟေးဆိုတဲ့စိတ်ကူးမျိုးတိပွားဖို့လိုနေတာဟုတ်လားဘုရင်တို့ရွှေချင်းစတော်ဘုရားကြီးပေးတဲ့ဥမာတစ်ခုရှိအင်းမြေကိုေးတကောင်အိုးတဲ့လူတယောက်ကခဲနဲ့ပြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီမြေကိုေးကပြစ်တဲ့ခဲကိုပဲဖမ်းပြီးတော့ကိုက်အဲ့ဒီခွေးကဟုတ်တယ်တချို့ခွေးတွေခဲနဲ့ပြစ်လိုက်တယ်ဒုံးနဲ့ပြစ်လိုက်တယ်ဆိုတော့အဲ့ဒီခဲတို့ဒုံးတို့သွားပြီးတော့ကိုက် ရှင်သေးကြတော့အဲ့လိုမဟုတ်ဘူးလေခဲနဲ့ပြစ်တယ်ဒုံနဲ့ရိုက်တယ်ဆိုအဲ့ဒီခဲတို့အဲ့ဒီဒုတ်တို့သူစိတ်ဝင်တာသူစိတ်ဝင်တာဒီခဲတို့ဒုတ်တို့ဘယ်ကလာလဲသူကပြစ်လိုက်တယ်လေအဲ့ဒီပြစ်လိုက်တဲ့လူကိုတွေ့အောင်ရှာပြီးတော့အဲ့ဒီလူကိုပဲကိုက်တက်ဖို့စူးစမ်းတယ်။ကွာချားပုံတော့ခွေရဲ့စိတ်ဓာတ်နဲ့ရှင်သေးရဲ့စိတ်ဓာတ်ကွာချားပုံအဲ့ဒါကိုဥမာပေးရဆိုရဖုံမွတ်တို့တွေဟာညီဝေးစိတ်ဓာတ်နော်မမွေးတဲ့မို့ပေါ့နော် ချင်းသေးစိတ်ဓာတ်ဝိတဲ့နေအခုဘုံဘုံတော့မြေခွေးစိတ်ဓာတ်နဲ့နေကြတာခနာကိုကြီးဖောက်ပြန်လာပြီဟိဒုက္ခဖြစ်လာပြီဟိဆိုရင်ဘာလို့ဖို့ကြိုးစားစိတ်ကူဖို့ကြိုးစားပါဘောအဲ့ဒါပြစ်လိုက်တဲ့ခဲကိုပဲလိုက်ကြိုက်ဖို့ကြိုးစားနေတာမလုံးဝဘူးဆိုတော့မဟုတ်ဘူးပေါ့နဲ့ကျမ်းမာရေးကအောင်တော့ကုအောင်ရောမကုအောင်ဘူးလို့ဆိုလာမဟုတ်ဒါပေမဲ့ဘုံဘုံတော့ဘယ်ထိသွားတဲ့တော့ဘာလို့မကျမ်းမာမှာဖြစ်တော့မကျမ်းမာတတ်တဲ့ခန္ဓာကိုယ်ကြီးရတာလို့မကျမ်းမာမှာဖြစ်တာဒါပေမဲ့ခက်တာအချို့တော့ ပြင်ဘက်ကအရာတွေကိုပဲအပြစ်အနေနဲ့မြင်တတ်ကြတာဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်အမြင်ဒုက္ခပေးတဲ့အရာတွေကိုပဲနော်ဒုက္ခရဲ့အကြောင်းတရားလို့မြင်တာဒုက္ခဖြစ်တဲ့ဒုက္ခပေးလို့ရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့ဒုက္ခရဲ့အကြောင်းတရားလို့မမြင်ဘူးဟုတ်တယ်မို့လားတကယ်တမ်းကဒီခန္ဓာကိုယ်ကြီးရှိနေတယ်မြဖြစ်နေတယ်မြနောက်ဘဝတွေလည်းဆက်ပြီးတော့ဖြစ်နေတယ်မြယောဂါဆိုတာဘာလို့တွေ့မှာပဲဒီယောဂါနဲ့မတွေ့ရင်ဟိုယောဂါတွေ့မှာပဲနားမှာပဲလေသူက ပြီးရင်ဘာလုပ်ရမှာလဲသိရမှာပဲရှောင်းလို့ရမလားမရဒါကြောင့်မြတ်စွာဘုရားလက်ထက်ကဘုရားပွင့်လာတဲ့အခါကျတော့အဋ္ဌိတွေကသူတို့လက်လာပါပိတ်လို့ဆိုပြီးတော့ယဟန်တန်ဃာတွေကိုတွေ့တဲ့နေရာမှာဆဲကြတယ်ရန်ရှာကြတာတွေရှိအဲ့ဒါကိုယဟန်တော်တွေကဘာမှမတုံ့ပြန်ပဲနဲ့မြတ်စွာဘုရားကိုရှောက်တယ်ရှောက်တယ်မြတ်စွာဘုရားအဲ့ဒီမှာဥဒန်းကျူးတာတွေတော်တော်မှတ်သားစရာကောင်းတယ်ရွာမနေနေတော်မနေနေ ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေ့ရလိမ့်မယ်တဲ့ဆိုလိုတာကဘယ်နာသွားနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာရှောင်လို့မရဘူးတွေ့ရလိမ့်မယ်တဲ့အဲ့လိုချမ်းသာခြင်းဆင်းရဲခြင်းနဲ့တွေ့လာပြီဆိုရင်ဒါဘု து ကြောင့်ဒါသူ့ကြောင့်ဒါငါကြောင့်လို့အစွဲမထားနေတဲ့ဒီခန္ဓာကိုယ်ကြီးရှိနေလို့ဖြစ်နေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာတွေ့နေရတာအကယ်၍ဒီခန္ဓာကိုယ်ကြီးဒါဖြစ်မနေဘူးရှိမနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းတွေဟာ ဘာကိုအကြောင်းပြုပြီးတော့တွေ့မှာတော့လေမြင်တတ်ဖို့လိုရနော်ဒီဥစ္စာဟုတ်လားဘုမနောအဲ့ဒီမြင်သလားမမြင်ဘူးအစင်မပြေဘူးဆိုရင်အဲ့ဒီအစင်မပြေတာကိုပဲနော်တိုင်းရိုက်ရှင်းဖို့ကြိုးစားတာပေါ့နော်အစင်မပြေခြင်းကိုအမြဲတမ်းတိုင်းလက်လက်ခံပြီးတော့နော်အစင်မပြေတာကိုအမြဲတမ်းနော်တွေ့ကြုံနေရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မြင်အောင်မှတွေးမိသလားမတွေးမိဘူးအဲ့ဒါဘာစိတ်သက်ခေါ်တော့မြေခွေးစိတ်သက်ပေါ့နော်ချင်းသေးစိတ်သက်တွေတော့မှာ ဲ့ဒါဖျားပွင့်လာတယ်ဆိုတာအဓိကအဲ့ဒါပဲဒါကြီးကစားဒုက္ခဖြစ်နေတာရှောင်လို့မရဘူးဒီဒုက္ခရှောင်နိုင်ဟိုဒုက္ခနဲ့တွေ့အဲ့ဒါကိုယ့်အကိုစိတ်တွေတွေးကြည့်ခုဘုံဘုံပြောတဲ့စကားတေချာတွေးကြည့်နော်ဟုတ်လားလက်သက်တည်းအခါကိုဘာလို့ဖို့လို့တော့မြင်တတ်ဖို့လို့လေဒီခန္ဓာကိုယ်ကြီးဟာဒုက္ခအလုံးရဲ့တီယာကြီးပဲမိယာကြီးပဲ